မင်္ဂလာပါရှင်မန္တလေးခေတ်တ Channel နဲ့ပြန်လည်ကြွဆိုင်ပါရှင်ကျမတို့ Channel ကလည်းနေ့စဉ်ပြည့်တွေ့ပြပန်းတဲ့များတော်လည်တဲ့များနဲ့နောက်ဆိုရတဲ့တွင်များကိုအချိန်နဲ့တပင်းနေစားတက်တက်ဆက်ပြီးတော့မှပြပါရှင်ရှကုပဒမောဆောစတက်တက်ဆက်ပြီးမဲ့တွင်ကြောင်းတွေကတော့ရုရှားသမ္မတပူတင်ကတီခင်းတီရင်ပင်းနဲ့အောင်ပွဲနေ့၈၂ပြည့်ဂွန်ပြုကပွဲနဲ့ညစာစာပွဲတွင်မင်းအလိုက်ကိုနိုင်ငံကြီးများရဲ့အကောင်းဆောင်များနဲ့တကြမ်းချင်းမထိုင်ခံပဲနောက်တန်တွင်နေရချထားကြောင်းသိရပါတယ်ရုရှားသမ္မတပူတင်ကတီခင်းနဲ့အရင်ပင်း င်းအောင်ပွဲနေ့၈၂ပြည့်ကွန်ပျူတာပွဲနဲ့ညစာစာပွဲတွင်မင်းအွန်လိုင်းကိုနိုင်ငံချင်းများရဲ့ကောင်းဆောင်များနဲ့တတန်းတဲမထိုင်ခံပဲနောက်တန်းတွင် နေရာချထားကြောင်းရုရှားဆိုရတဲ့စကောက်စရာထုတ်ပြတဲ့ဂျပန်ဗီဒီယိုမှတ်သားများရတရှိရပါတယ်။ ရှမနေမီလာရှင်းနဲ့ညပိုင်းရုရှားသမ္မတပူတင်ကရုရှားနိုင်ငံသို့အရောက်ရှိလာတဲ့တရုတ်သမ္မတရှီရှင်းပင်အပေါ်ဝင်နိုင်ငံကောင်ဆောင်များကိုဂုံပြုညစာစာပွဲနဲ့ကပ်ပွဲတို့ဖိတ်ခေါ်ခဲ့ပြီးရှင်းပွဲတွင်အကြမ်းဖက်စကားဆောင်ပြလိုက်ကိုတခြားနိုင်ငံငယ်များမှကောင်ဆောင်များနဲ့အတူနောက်တက်တွင်နေရာချထားတီကိုတွေ့ရှိနေရလည်းဖြစ်ပါရယ်ရှမန်နေညာဂုတ်ပြညစာစာပွင့်နဲ့ကပ်ပွဲချင်ပါရာအန်ဒရစ်စကိုင်းကမ်မတွင တရုတ်တမရရှိရှိပင်နဲ့ရုရှားတမရပူတန်တို့ကအရှိဆုအတန်းတွေတထိုင်းတဲထိုင်ခဲ့ကြပြီးနောက်ပဲကြတဲ့ထိုင်ခုတန်းတွေမဲအိုင်းနဲ့တခြားနိုင်ငံမြန်မာစစ်ကောင်ဆောင်များကိုနေရာချထားပေးခဲ့တာကိုမြင်တွေ့နေရတဲ့ဖြစ်ပါရယ်ရှနေမီလာကိုရနဲ့ရုရှားနိုင်ငံမော်စကိုမြို့တွင်1941-1945မဟာမျိုးဆက်စစ်ပွဲကြီးအောင်ပွဲနေ့80နှစ်ပြည့်ချစ်တက်ပွဲပြုလုပ်မှာဖြစ်ပြီးမြန်မာစစ်တပ်နဲ့ပါဝင်ချစ်တက်မှာဖြစ်ကြောင်းသိရှိရပါတယ်ဆက်လက်ပြီးတော့စနေမြို့နဲ့အတွင်းစစ်ကြောင်းထူလာခဲ့တဲ့စစ်ကောင်စစ်တပ် ားများကိုနေ့ရက်ဆက်တိုက်တက်ခတ်မှုစစ်ကောင်စီဘက်ကနေတုံးတိဆုပ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။မကွေးတိုင်းစရိမ်မြို့နယ်အတွင်းစစ်ကြောင်းထူလာခဲ့တဲ့အကြံပေးစစ်ကောင်စီတပ်သားများကိုနေ့ရက်ဆက်တိုက်တက်ခတ်ခဲ့ရတွင်စစ်ကောင်စီဘက်ကနေတုံးတိဆုပ်ခဲ့ကြောင်းဒေါက်စစ်အောင် MPD ရဲ့တာဝန်ခံကိုထူးလေးကအရန်ကိုခဲ့တဲ့သတင်းဌာနထပ်ပြောဆိုထားဖြစ်ပါရယ်။ မေလာလည်းရက်နှစ်တွင်စလိုင်းမြို့နယ်အတွင်းရောက်ရှိနေတဲ့အင်အားတရာကျော်ပါတဲ့ဂျမ်ဘက်စတက်စကြောင်းဟာစင်ပြူကျွမ်းမြို့ညံတမန်ဖက်ကနေ၍ချောင်းပြင်းရထွက်လေဦးလေးဘက်ကိုစစ်ကြောင်းထူလာစဉ်တော်ရရေးချက်ဖက်များနဲ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယင်းတိတွေ့တိုက်ပွဲအတွင်းအဂျမ်ဘက်စကောင်စစ်တပ်သား၃ဦးသေဆုံးခဲ့ပြီးရှစ်ဦးထပ်မံထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်အဂျမ်ဘက်စကောင်စစ်ဘက်ကနေအထိနာတော်တော်ကြောင်းယင်းနေ့ညနေပိုင်းတွင်ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းသိရှိရပါတယ်။မေလာ၅ရက်နေ့တွင် အတန်းပစစ်တက်စချောင်းကိုတောင်းရေးချုပ်ပမားကချမန်အင်းအားပြတင်ပြီးနေပူတန်းရွာနဲ့ကုတ်ကိုတန်းရွာဖက်တွင်ထမှတ်တက်ခဲ့ခဲ့ပြီးအကျန်းပစစ်ကောင်စစ်ဘက်ကနေထိခိုက်တိုက်စုံမှုရှိခဲ့တော်လည်းပဲအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ပထမနေ့တိုက်ပွဲကကျွန်တော်တို့အဖွဲ့နဲ့မဟာမိတ်လေးဖွဲ့လောက်နဲ့ဖြစ်တာနောက်နေ့ကျတော့ကျွန်တော်တို့ကအင်းအားအလုံးရင်းနဲ့စစ်ကြောင်းကိုလိုက်ကပ်ပြီးပြတဲ့ဆိုတော့အဖွဲ့တွေထပ်တိုးလာတာပေါ့ရှစ်ဖွဲ့လောက်ရှိတဲ့စစ်ခွေတိုက်ခိုက်တိုက်စုံမှုအသုံးဦးတိုက်စုံတယ်လို့တင်ရပေမဲ့အထက်များနိုင်ပါတယ်။ ျွန်တော်တို့ထိတွေ့တိုက်ပွဲဖြစ်နေတဲ့အချိန်မှာပြည်သူတွေကအတွာလာမဆင်ခြင်ကြဘူးမပစ်လိုက်ရတာလည်းရှိပါတယ်မိုင်းမဆွဲလိုက်ရတာလည်းရှိပါတယ်စစ်ကြောင်းဝင်တဲ့အချိန်မှာပြည်သူတွေကမတွားဖို့တားမြစ်ချပေးမယ်ပြည်သူတွေကတော့အတွာလာတွေလုံနေပါတယ်မာရင်ပြီးတော့ပြစ်ခတ်မှုတွေမဖြစ်အောင်ပြည်သူတွေနေနဲ့အတွာလာတွေဆင်ခြင်ကြဖို့တားမြစ်တဲ့နေရာကိုမတွားကြဘူးမြစ်တိုင်းရခိုင်ချင်းမာရိဟိုတောင်စင်အောင် NPTA တပ်ဖွဲ့မှာတာဝန်ရှိသူကိုသူတွေက ပြောဆိုထားလဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ ကြံခင်းတွင်ကြေးရွာအုပ်ချုပ်ရေးမှုကဒေတာခံလူငယ်များကိုခဏလိုက်ခဲ့ပါဟုပြောဆိုပြီးစစ်တင်တန်းတို့ပို့ဆောင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ AR တိုင်းကြံခင်းမြို့နယ်စကောင်းစီခန့်အုပ်ချုပ်ရေးမှုဒေတာခံလူငယ်များကိုခဏလိုက်ခဲ့ဟုဆိုကစစ်မှုထမ်းဆောင်ရတင်တန်းတို့ပို့ဆောင်နေကြဒေတာခံများထမတရှိရပါတယ်။ဒေတာခံလူငယ်များကိုပြည်သူစစ်မှုထမ်းဆောင်ရပို့ဆောင်နေတဲ့စကောင်းစီခန့်ကြေးရွာအုပ်ချုပ်ရေးမှုမှာကွင်းကြီးအုပ်စုမှငါကျော်ဆိုတဲ့ ဦးကျော်ကျော်ဖြစ်ကြောင်းဒေတာခန်များကပြောဆိုထားဖြစ်ပါရယ်။သူ့မှာအာဏာရှိနေတယ်၊လုပ်ပိုင်ခွင့်လည်းရှိတယ်၊သူလုပ်ချင်ရင်ဘာဖြစ်ဖြစ်လုပ်လို့ရတယ်။အုပ်စုမှပြောအမြဲပြောပါရယ်။သူခေါ်လို့မလိုက်ရင်မိသားစုကိုပါချိန်ချောက်တယ်ဟို။ကွင်းကြီးအုပ်စုကြီးဒေတာခန်တူကတော့အေရီတိုင်းကိုပြောဆိုထားဖြစ်ပါရယ်။ကွင်းကြီးအုပ်စုတွင်ကြေးရွာ၅ရွာရှိနေပြီးအဆိုပါအုပ်ချုပ်ရေးမှူးဟာပြည်သူ့စစ်မှုထမ်းအချောင်းပြငွေအမျိုးမျိုးတောင်းဝင်တဲ့အပြင်ငွေထက်ဝင်တို့တချို့ကိုလည်းစစ်မှုထမ်းဆောင်ရန်ထပ်မံခေါ်ယူကြောင်းဒေတာခန်များကပြောဆိုထားဖြစ်ပါရယ်။ ထို့ပြင်၎င်းထမ်းလိုက်တဲ့ပြည်သူစစ်မှုထမ်းတချို့မှာမိသားစုဝင်များနဲ့အဆက်အသွယ်များပဲစစ်မှုထမ်းအကြောင်းပြဆူဆောင်းထားတဲ့ငွေကြေးများကိုလည်းထောက်ပံ့ပေးခြင်းမရှိတဲ့အပြင်မိမိကိုယ်ကျိုးအတွက်အသုံးပြု၍ကြီးပွားချမ်းသာနေတယ်ဟုတင်တာခံများကပြောဆိုထားဖြစ်ပါရယ်။ရေယာဉ်တိုင်းအထွေးနဲ့အချို့ရုံမှုများအသက်ခံရနေရမှာငပုကြုံမျိုးနဲ့ ကျုံကူတက်နယ်ရေတွင်ကုန်ကျရအောင်ချုံရမဟာပြည်တွင်းစစ်မှန်ထဆဆောင်ရတွင်ချိတ်ချောက်ပြောဆိုမှုများကြောင်းမေလ6နှစ်တွင်ဓာခုခံရ၍တည်ဆုံမှုဖြစ်ပွားခဲ့တဲ့ဖြစ်ပါရယ်ပြီးခဲ့တဲ့အေဘီလအတွင်ကလည်းအင်ယာရီတိုင်းကျုံပြောမြို့နယ်ညောင်ပင်ကွင်းကျရအောင်ချုံရမှုဦးလာချိုင်တနတ်နဲ့ပြစ်ခတ်ခံရကတည်ဆုံခဲ့ပြီးဟင်းတတမြို့နယ်တန်လွန်တနော့ကျရအောင်ချုံရမှုဦးမောင်ဖြူလဲဓာဖြင့်ခုတ်ခံရကတည်ဆုံသွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် ဆက်လက်ပြီးတော့အေအေထမ်းမစစ်မှုထမ်းတင်တန်းသွားခဲ့တဲ့လူငယ်တူဟာအာဟာရပြက်လက်ပြီးသေဆုံးသွားခဲ့ကြောင်းမိသားစုများကပြောဆိုထားတယ်ဆိုတဲ့တင်ဟုတ်တဲ့ဆက်ပြီးမှဖြစ်ပေါ်လာရှိအာရကတတော်အေထမ်းစစ်မှုထမ်းသွားတဲ့မင်းများမှုဈေးဟောင်းပိုင်းရက်ကမှလူငယ်တူမှအစာအာဟာရပြက်လက်ပြီး2025ခုနမေလ31ရက်နေ့ကသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းမိသားစုများကပြောဆိုထားပြပါရယ် ဇင်ဟောင်းပိုင်ရွက်မှာအသက်နာ session နဲ့အရွယ်ကိုထွန်အောင်ရဲ့မှာအရခတ်တော်ရဲ့ bitanic sedator တွင်2025ခုနှစ်ဇန်နဝါရီလ17ရက်နေ့ကစစ်မှုထတဲ့နောက်အတွဲအတွားရောက်ခဲ့ကြောင်းသိရှိရပါတယ်။အရခတ်တော်ဧကစစ်မှုထတဲ့နောက်အတွဲခေါ်ရွေးတွားရောက်တင်ချောင်းမှုနဲ့ပတ်သက်ပြီးတေဆုံးသူကိုချောင်းအောင်ရဲ့အမဖြစ်သူကယခုကတုပြောဆိုထားဖြစ်ပါတယ်။သူကမြေစင်းရုပ်ကဝန်ထမ်းမှာဝန်ထမ်းတွေစစ်တင်တဲ့တရားမှာဆိုတော့ တင်းတန်းတက်မယ်ဆိုပြီးလိုက်သွားတာအဲ့ဒီကိုရောက်တော့နေမကောင်းဘူးလို့တော့တင်းတော့ချားပါတယ်ဒါပေမဲ့အဲ့ဒီမှာလဲတေချာကူဆိုင်ကူကြမှာပါအရင်ချင်းနေမကောင်းရင်တော့အင်ပို့မှာပေါ့ဆိုပြီးချင်းနေခဲ့ကြပါတယ်ဒါပေမဲ့ထင်တယ်လို့မဟုတ်ခဲ့ပဲအင်ပြန်ရောက်တော့ တင်လူမျိုးပါအချင်းချင်းမျိုးနဲ့ရောက်လာခဲ့တဲ့ဆေးရုံချက်ချင်းတင်တော့9ရက်မြောက်နေ့မှာပဲဆုံတော့ရှာပါတယ်လို့ပြောဆိုထားဖြစ်ပါတယ်။ကိုထွန်းအောင်ရဲ့မှာဆင်းမှုတင်နှံတို့တွားရောက်စင်းကကျမ်းမတန်ဆွမ်းတဲ့အမျိုးသားတူဖြစ်ပြီးတင်နှံတက်ရောက်ပြီးခါမှာအစာအာဟာရပြည့်လည်၍တည်ဆုံတော့ချက်ဖြစ်ကြောင်းမိသားစုများကပြောဆိုထားဖြစ်ပါတယ်။ ကိုထောင်အောင်ရင်မှာစစ်တန်းကိုရဲ့အနေငယ်ခန့်မြတ်ပါတက်ရောက်နိုင်ခဲ့ပြီးကျမ်းမာရေးမကောင်းတဲ့ဖြင့်ဆေးကုသမှုခံယူခဲ့ရသည်ဟုကိုထောင်အောင်ရင်နဲ့အတူတင်းနဲ့တက်ရောက်ခဲ့တဲ့တူတူဦးလည်းပြောဆိုထားဖြစ်ပါရယ်ကိုထောင်အောင်ရင်မှာတင်းနဲ့တွင်နေမကောင်းဖြစ်နေသည်ဟုသတင်းတွေကြောင်းမိသားစုဝင်များတွားရတွေ့ခွင်တောင်းခဲ့တော်လည်းပဲတွေ့ခွင်မရကြောင်းနဲ့တင်းနဲ့တွင်82ရက်ခန့်နေခဲ့ရသည်ဟုကိုထောင်အောင်ရင်ရဲ့မိသားစုဝင်များကပြောဆိုထားလည်းဖြစ်ပါရယ် ရေနောက်ပိုင်းနေမကောင်းဖြစ်နေတဲ့ကိုထွန်းအောင်ရဲ့ကိုတင်နန်းမအမင်းပြတရက်တစ်ခုတို့မဆတ်၂၉နှစ်နဲ့မွန်လပိုင်းချင်းမှာပို့လိုက်ပြီးထိုတက်ကနေတစ်ဆင့်ညနေပိုင်း၃နှစ်ရွယ်ချင်းတွင်ဘီးတွဲဆိုင်ကပြင်လူနာဆောင်များမပါပဲတယောက်ထဲအင်တို့ပို့လိုက်ကြကြောင်းမိသားစုများကပြောဆိုချားလက်ဖြစ်ပါရယ် မတ်လ၂၉ရက်နေ့ညနေပိုင်းတွင်ရောက်ရှိလာခဲ့တဲ့ကိုထောင်းအောင်ရဲ့ကိုမိသားစုများကဆေးရုံသူချက်ချင်းပို့ဆောင်ကုသပေးခဲ့တယ်လို့ပဲအာဟာရပြည့်နေရွေးအင်ရောက်ပြီး၅ရက်အကြာမှာပဲအသက်သေးဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ဆေးရုံမှချက်မှာကိုထောင်းအောင်ရဲ့ဟာတွေးဖြစ်အောင်900ခန့်လောက်သာရှိတော့ပြီးအစာအာဟာရအလွန်ပြတ်နေတဲ့တူတူဖြစ်၍ယောဂအာခုခံနိုင်ရန်အားမရှိတော့တဲ့အတွေ့သေဆုံးသွားခြင်းဖြစ်တယ်ဟုသိရှိရပါတယ် လက်ရှိတွင် AA ထံမှစစ်မှုထမ်းတင်နဲ့တွားရောက်တည်နေကြတဲ့မင်းပြမျိုးမှလူငယ်များနဲ့ပတ်သက်၍မိသားစုများကလည်းအလွန်စိုးရိမ်နေကြကြပြီးကိုထွန်းအမည်တည်ဆိုးခြင်းအပေါ်မှာဝေဖန်မှုများလည်းမြင့်တက်နေကြကြောင်းသိရှိရပါသည်။အာဘိနောက်စစ်မှုအကျိုးရဲ့အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။